။ဒေါ်လာရင်းရံပုံငွေပွဲကရှားတဲ့ငွေတွေကိုကိုကျိုးအတွက်အသုံးပြုနေတဲ့ဆိုပြီးတော့ပြောဆိုခဲ့တဲ့မင်းမကွန်ရဲ့ထောက်ပြပြောဆိုမှုတွေအပေါ်ပြန်လည်ဖြည့်ရှင်းလာခဲ့တဲ့အဆိုတော်ဖြစ်ဖြစ်ကြောသိ။မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်မင်းမော်ကွန်နဲ့အစိုးရဖြူဖြူကျော်သိန်းတို့နှစ်ယောက်စလုံးဟောင်း2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုကာလအတွင်းကလေးကဒေါ်လာရင်းမှာထိတ်ဆုံးကနေပါဝင်ခဲ့ကြသူတွေဖြစ်ပြီး ီနေ့ဒီချိန်အထိလည်းထောက်ပို့တွေအဖြစ်တတတအားပါဝင်နေကြဆဲပဲဖြစ်ပါတယ်။တရုတ်ဆောင်မင်းမော်ကွန်ကလည်းမိသားစုဘဝရှက်တီဖို့အတွက်ဩစတြေးလျနိုင်ငံမှာရရအလုပ်ကိုလုပ်ကိုင်ပြီးဤစင်ဘဝကိုအကောင်းဆုံးကြော်ဖြတ်ဖြတ်တန်းနေခဲ့ကဒေါ်လာရင်းရန်ပုံငွေပွဲတွေမှာတော့စိတ်အားရောလူအားရောအကုန်လုံးစိုက်ထုတ်ပေးခဲ့ပြီးသူရဲ့ကိုယ်ကျိုးအတွက်လုံးဝမစင်စားခဲ့သူဖြစ်ပါတယ်။ တော်လိုင်းရင်မှာပါဝင်နေသည်ဖြစ်စေမပါဝင်နေသူဖြစ်စေမျိုးလုံးထဲမှာအမြင်မတော်တာတွေ့ရင်တော့ကွဲမဝက်ပဲအမြင်နဲ့တဲတို့ပြောတတ်တဲ့မင်းမော်ကွန်းကအခုတခါမှဆိုရင်လေတော်လိုင်းရင်ရံပုံငွေပွဲတွေနဲ့ပတ်သက်ပြီးအစိုးရဖြစ်ဖြစ်ကြော်တဲ့ရဲ့လုံရဲတချို့ကိုထောက်ပြပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်တရုတ်ဆောင်မင်းမော်ကွန်းကအစိုးရတအူးဟာတော်လိုင်းရင်ရှိုးပွဲဆိုမယ်ပြီးရင်တော်လိုင်းရင်မဟုတ်တဲ့တခြား project တွေအတွက်တရားဝင်အတိမပေးပဲရရှိငွေတွေက25ရာခိုင်နှုန်းယူထားမယ်အဲ့ဒီလိုရလား ဖမ်းမိတင်လဲလုံမယ်ဗျစုကြီးတွေလဲယူမယ်ဗျစရင်လဲမရှင်းဘူးဗျဒါဆိုရင်ရောခမည်းတော်ခွင့်လွတ်မလားခမည်းတော်ကတော်လန်ရေးအတွက်စောက်ဆန်တွေအများကြီးရှာထားတာပဲဆိုပြီးခွင့်လွတ်ကြတယ်မလားဆိုပြီးတော့သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောဆိုခဲ့တာပဲဖြစ်ပါတယ်အဆိုပါပြောဆိုမှုအပြီးမှာတော့တရုတ်ဆောင်မင်းမော်ကွန်ပြောခဲ့တဲ့အဆိုတော်ကဘာတူလဲဆိုတာကိုပရိသတ်တွေကသိချင်ခဲ့ကြတာပါဒါပေမဲ့မကြခင်အချိန်အတွင်းမှာပဲအဆိုတော်ဖြူဖြူကျော်တဲ့ရဲ့ ဖြူဖြူအင်စစ်တီအော်စတြေးလျတင်းမှာပြန်လည်ဖြည့်ရှင်းချက်ထုတ်လာခဲ့တာပဲဖြစ်ပါတယ်။ဒီကနေ့အဖြစ်ပြက်ကိစ္စရပ်များအတွက်သိတာရှင်းလင်းစေရန်အတွက်အခုလိုအကြောင်းကြားအပ်ပါတယ်။နံပါတ်၁ပွဲရဲ့အမြင်ငွေမှ85ရာခိုင်နှုန်းကိုစစ်ဒနီအကောင့်တင်းတင်းမှထိမ့်သိမ်းထားပြီးဆက်လက်စီစဉ်ရန်စီစဉ်ဆောင်ရွက်နေပါတယ်။နံပါတ်၂ဖြူဖြူရဲ့ကော်မတီမှအဆိုပါငွေအားလုံးကိုပွဲပြီး၃လအတွင်း အပြည့်အပြည့်စီစဉ်ပေးရန်ညွှန်ကြားခဲ့တဲ့အတိုင်း ဇူလိုင်လအတွင်းပြည်ရန်ဆောင်ရွက်လျက်ရှိပါသည်။နံပါတ်3အမြတ်25ရာခိုင်နှုန်းကိုဖြူဖြူရဲ့တော်လန်ရေးနဲ့ပတ်သက်တဲ့အနုပညာ project များပြုလုပ်ရန်အတွက်ပါဝင် support လုပ်လို့၍လှူဒန်းထားပါသည်။ဖြူဖြူရဲ့ personal project မဟုတ်ပါ။နံပါတ်၄ဖြူဖြူဟာအနုပညာချင်းမယူဘဲတီးဆိုပေးတာဖြစ်ပါတယ်။ထို့အတွက် family တင်လက်မှတ်များရောင်းရငွေကိုဖြူဖြူအတွက် personal ပေးအပ်ခဲ့ပါတယ်။လက်မှတ်အဆောင်30ရောင်းရပါတယ်။ ပြည်သက်တွေကိုလည်းကြိုတင်အတိပေးထားတဲ့အတွက်ဖြူဖြူကိုတီးသန့်ချင်းမြင့်လို့တော့လူ30သားလာရောက်ခဲ့ပါတယ်ဆိုပြီးတော့ပြန်လည်ဖြည့်ရှင်းထားခဲ့တာလည်းဖြစ်ပါတယ်။အစိုးရဖြူဖြူကျော်သိန်းဟာတော်လန်ရေးမှာအတက်တရောယနေ့ချိန်ထိပါဝင်နေစေတော်လန်သူတယောက်ဖြစ်ပြီးဒီနေ့ဒီချိန်ရက်ထိလည်းကိုကျိုးအတွက်အသုံးပြုခဲ့တာဘာမှမရှိဘူးဆိုပြီးတော့ပြန်လည်ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။